မင်္ဂလာပါရှင်မိုးပြဲပြည်တဲ့ဖွဲ့စည်းခြင်းလင်းနစ်တာ ကာလအတွင်းရဲဘော်42ဦးကြာဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်အမျိုးတိုင်းညူရဲအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD အမတ်တထောင်တည်သက်ရင်မိုးပြဲပြည်တဲ့ဖွဲ့စည်းခြင်းလင်းနစ်တာအတွင်းရဲဘော်42ဦးကြာဆုံးခဲ့တယ်လို့မိုးပြဲ PDF ကထုတ်ပြန်ထားပါတယ်ရှမ်းတောင် ကရာကရနီတိုင်းစစ်ဒေတာ ပြူဟာအမတ်ဆလီ ကုတ်ကဲရအောင်မှာရှိတဲ့အမတ်တထောင်တင်မိုးပြဲပီတဲ့အဖွဲ့စီတီထောင်ချင်းလင်းနစ်ပြည့်အခမ်းအနားကိုစွန်လ18ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ကြောင်းဖော်ပြထားပါတယ်။မိုးပြဲပီတဲ့စတင်ဖွဲ့စီခြင်းကနေစပြီးတော့လင်းနစ်တာအတွင်းဒီမိုကရေစီရရှိရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်42ဦးကြဆုံးခဲ့ရပြီးတန်ရရဲဘော်အများပြားရှိခဲ့ကြောင်းဆိုထားပါတယ်။အဲ့ဒီနောက်အဆိုပါကြဆုံးရဲဘော်များနဲ့ကိုလဲအင်ကာဆွန့်လွတ်ခဲ့ရတဲ့ ရဲဘော်များကိုလေးစားဂုဏ်ယူပြီးတော့အလေးပြုအကြောင်းဖော်ပြထားပါတယ်။မိုးပြဲပြည်တဲ့ဖွဲ့စည်းတည်ထောင်ခြင်းလင်းနစ်ပြက်ကန်နာကိုမိုးပြဲမျိုးတိုက်ပွဲချင်းနေအရာအချင်းချုပ်တာပြုလုပ်ခဲ့ရပြီးတက်ရောက်ကြတဲ့မဟာမိတ်အဖွဲ့စည်းများကိုကျေးဇူးတင်ကြောင်းဆိုထားပါတယ်။မိုးပြဲပြည်တဲ့အနေနဲ့လင်းနစ်ပြက်အထိရက်တည်နိုင်ခဲ့တာက ပြတူလူထုများရဲ့ထောက်ခံချက်ကြောင့်ဖြစ်ပြီးတော့ ထောက်ပို့ပေးကြတဲ့ပြည်သူများကိုလည်းကျေးဇူးတင်ကြောင်းဆုထားပါတယ်။ထို့နောက်မူပြဲ PDF ကဆယ်အာနာရှင်စနစ်အမြင့်ဖြတ်ချေမှုရဲ့အတွက်မဟာမိတ်တပ်ဖွဲ့များနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းအတိပေးထားပါတယ်ရှင်။